ရတူချော်လေးဆိုပြီးနာမည်ကြီးနေရမှာသတင်းရှုပ်ဖြစ်ကြောင်းဖုံးမရအောင်ပေါ်လာတဲ့ DJ Aura မင်္ဂလာပါပရိသတ်များရှင်အခုကိစ္စကတော့လူငယ်အချင်းချင်းရံဖြစ်တဲ့ဆိုပေမဲ့လူကြီးတွေရဲ့မျက်နှာကိုပါအိုးမဲတုတ်တလိုမျိုးဖြစ်နေပါပြီဟေဝင်ရန်ရတူဖြစ်တဲ့ DJ Aura နဲ့တတိဆမင်းသားပိုင်အိုးစိုးအောင်တို့ကပြဿနာကိုမီးထွန်းချပြီးတော့အခုထွေပြေးတင်းချောင်နေကြပါတယ်ဖြစ်စဉ်ရဲ့အကျဉ်းချုပ်ကတော့လူငယ်တွေအတွက်ထင်ကရနေရာကြီးတစ်ခုဖြစ်တဲ့ PS တက်မှာအရင်မမှုနဲ့ရံဖြစ်ခဲ့တဲ့ရံပွဲပါလူငယ်အုပ်စုလိုက်ကြီးကလည်း ဆေးတွေတုံထားပြီးအရှင်နေဆိုးနေခဲ့ကြတာပါအဲ့ဒီမှာဆိုရင်ပိုင်အုပ်ဆိုးအောင်နဲ့ဟေးဝံရဲ့သူ DJ Aura ခေါ်အော်ရာထွန်းတို့ကရန်စခဲ့တဲ့သူတွေဖြစ်ပါတယ်ယောက်ျားလေးအုပ်စုလိုက်ကြီးဖြစ်ပွားခဲ့တဲ့ရန်ပွဲပါဒါပေမဲ့အဲ့ဒီမှာ DJ Aura နဲ့ပိုင်အုပ်ဆိုးအောင်တို့နှစ်ယောက်စလုံးကတဖက်ရန်သူကိုပလင်းခွဲနဲ့မျက်နှာကိုထိကအောင်လုပ်ခဲ့ပါတယ်ပြီးတဲ့အခါမှာယောက်ျားပြပြီးလှုပ်ရဲရင်ရင်ဆန်ရဲရမယ်ဆိုတဲ့စိတ်ဓာတ်လုံးဝမရှိဘဲနဲ့ပြပြသိမ့်ချောင်နေကြပါလေဒါကြောင့်မို့သူတို့ကိုအားလုံးက တရင်ချုပ်အမျိုးရုပ်တွေဆိုပြီးဝိုင်းဆဲကုန်ကြပါပြီဒီကိစ္စနဲ့ပတ်သက်လို့ပလင်းကွဲနဲ့ရန်ပြုတ်ခံလာရတဲ့နက်နာသူဘက်ကနေပြီးတော့တရားဥပဒေနဲ့အညီဖြေရှင်းပေးဖို့ဒါမှမဟုတ်ရင်ပြန်လည်ပြီးတော့တောင်းပန်ပေးဖို့အတွက်ပြပြလည်လည်ပြောဆိုခဲ့ပေမဲ့လည်းပိုင်အုပ်စိုးအောင်နဲ့ DJ Aura တို့နှစ်ယောက်စလုံးရဲ့မိဘတွေဘက်ကဘာမှအကြောင်းအရာတုံ့ပြန်ခြင်းမရှိခဲ့ပါဘူးလူငယ်တွေပဲကောင်းချောင်တာမဟုတ်ဘဲနဲ့လူကြီးတွေကပါ ဒီကိစ္စကိုကောင်းဆောင်ပြီးတွေးအေးနဲ့နေခဲ့တာလည်းဖြစ်ပါတယ်။အခုချိန်မှာရဲတွေရဲ့ရှာဖွေဖန်ဆီးခြင်းကိုခံရပြီးဖြစ်ပါတယ်။ပိုင်အုပ်စိုးအောင်ကသူ့ရဲ့ကလေးလိုဖြူစင်တဲ့မျက်နှာပေါက်ကြောင့်အမျိုးသမီးပိတ်သက်တွေကြားမှာရေပန်းစားတဲ့အနုပညာရှင်မင်းသားတယောက်လည်းဖြစ်ပါတယ်။ဇာလန်းတွေနဲ့ဇာကားတွေမှာပေါ်ပါတဲ့စားရုပ်တွေနဲ့ပိတ်သက်တွေရဲ့အကြိုက်ကိုရရှိထားတဲ့အတွေ့နောက်တစ်ချိန်မှာအနုပညာတန်းဝင်တဲ့မင်းသားကြီးတစ်လက်ဖြစ်ဖို့အလားအလာရှိတဲ့သူတယောက်လည်းဖြစ်ပါတယ်။ဒီလိုမျိုးဇာလန်းတွေနဲ့ပြိုင်နှံ့နေတဲ့လူငယ်မင်းသားတယောက်က ဆန္ဒကိုတိတ်ခါနဲ့မထိန်ဘဲနဲ့အနေထိုင်မတက်တက်အတွက်အခုချိန်မှတော့ကမကောင်းတဲ့အနာမည်ပြမှုမျိုးနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ချောက်ပြေခင်အတဲလဲစင်တဲ့အနှစ်ပညာလောကမှာအခုလိုမျိုးနာမည်ဆိုးထွေးရတာကအနှစ်ပညာသမားအဖြစ်အတမွေးဝမ်းကြောင်းပြုလုပ်မဲ့လူတွေတတော်ငှက်ရှိုးမဲ့တာပဲဖြစ်ပါတယ်။ပိုင်အုပ်စိုးအောင်ဟာညဘက်တွေမှာလည်းအပျော်ပါလိုက်စားတတ်တူပါ။ညဘက်ကလပ်တွေတက်ပြီးတော့ DJ တီးတဲ့အကျင်လည်းရှိပါတယ်။အပေါင်းအသင်းတွေမှာလည်း ကောင်းကားလှတဲ့သူတွေမဟုတ်ဘဲနဲ့ခင်စာရှိကျော်ရဲ့ဒါပုံမင်းနေလာနဲ့အနည်းပညာတငယ်ချင်းတွေအဖြစ်အများဆုံးခင်မင်ရင်းနှီးတဲ့သူလို့လည်းပြောကြတာပါအခုချိန်မှာမင်းသမီးခင်စာရှိကျော်ရဲ့ဒါကလည်းဖြစ်ပေါ်နေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့သူပါဝင်ရှင်လုံးဝမရှိကြောင်းကိုအတိတ်တည်းတွေနဲ့တကွာရှာပြနိုင်ကြောင်းအတိအလင်းပြောဆိုလာတာလည်းတွေ့ရပါတယ်ပိတ်တာကြည့်လို့ရောဘယ်လိုမျိုးထင်ကြပါဒလဲမိမိတို့ရဲ့အမြင်လေးကိုလည်းပြောသွားပေးလို့ရပါတယ်နော်ကြည့်ချုပ်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်